မျောစစ်တက်ကိုယ်တိုင်ကနိုင်ငံရေးကိုကောင်းစေခြင်းနဲ့အရေးအယံပြောတော့ပါတီစုံဒီမိုကရေစီရေကောက်ပဲပြောနေကြတယ်အဲ့ဒါမဲ့ကျွန်မတို့ရဲ့အရေးအယံတောင်းနေတဲ့ပုံစံလေးသူ့မူကြင်ကြံပုံလေးဟုတ်လားပြောဆိုပုံနဲ့ကတော့စစ်တပ်နိုင်ငံရေးတဲ့ထွက်ချင်တဲ့လမ်းကြောင်းကိုပြတာမှမဟုတ်ပဲနဲ့စစ်တပ်ရာသက်ပံနော်နိုင်ငံရေးထဲမှာနေရရေးကိုပြနေမှာတော့ဥပဒေကြောင့်ရလဲကျွန်မတို့ရဲ့လမ်းကြောင်းကိုမပြနိုင်ထို့သူလုပ်ပုံကြိုင်ပုံတွေမှာလည်း နည်းနည်းလေးဝေပန်မိအမှချုပ်တဲ့ထက်ဟာဟာလေးပြေးတယ်မှချုပ်တဲ့ထက်อืมညစဉ်းစားကြည့်လို့တော့ခင်ဗျားတို့ရဲ့ဒီလိုပြေးစီကဘာဒီလိုပြေးစီလဲဟုတ်ကဲ့ကျွန်တော်မိဘညီကုံမွန်မများအားလုံးပဲတော်လန်ညချန်လေးပါဒါကြောင့်ဒီကနေ့အော်တိုဘာလ30ရက်နေ့အတွက်တနေတာမြေပြင်စေ့တင်းကောင်းလေးနေနဲ့ဒီနောက်မှာဒါကြောင့်ထုံးစံတိုင်းပဲဗီဒီယိုလေးတစ်ပုတ်နှစ်ပုတ်သွားပြီးတော့ကြည်လိုက်အောင်ညာ ကဲတော့ပထမဆုံးဒါကြောင့်ရန်ကုန်ဘက်ကတည်င်းကောင်းလေးနဲ့စမယ်ဆိုရင်ရန်ကုန်တိုင်းဆွေပြည်သားမြို့နယ်ခုနှစ်ရက်ကွက်ရုံးမှာမဲဆွယ်စီယုံရေးအတွက်လုံုံရေးပေးဖို့အစည်းအဝေးလုပ်နေစဉ်လက်ပြပုံပြစ်သွင်းတက်ခိုက်ခဲ့ရမှာအုတ်ချုပ်ယူမှုအပါအဝင်ပီဆိုဒီ၃កောင်အပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်ဆိုတဲ့တည်င်းကောင်းလေးကတော့ ဒါဒီကနေ့အော်တိုဘာလ30ရက်နေ့မနက်7:00နာရီခန့်မှာဆွေပြည်သားမြို့နယ်ခုနှစ်ရက်ကွက်ရုံးမှာအုတ်ချုပ်ရေးမှုနဲ့ပြူစောတိများကမဲဆွဲစီယုံရေးအတွက်လုံခြုံရေးပေးဖို့အစည်းအဝေးပြုလုပ်နေစဉ်တော်လိုင်းရဲဘော်တွေကလက်ပစ်ပုံးနှလုံးပြစ်သွင်းတက်ခိုက်ခဲ့ကြောင်းသိရပါဗါဒါအဲ့ဒီတက်ခတ်မှုအတွင်းအုတ်ချုပ်ရီမှုအပါဝင်ပြူစောရီ၃កောင်အပြင်းထန်ဒဏ်ရာရရှိခဲ့ပြီးရက်ွက်ရုံကိုလူနာတင်ကားများရောက်ရှိလာကလာရောက်တဲဆောင်သွားကြောင်းသိရပါဗါဒါအဆိုပါတက်ခတ်မှုကိုတော့ရန်ကုန်အာမီဝိုင်းနဲ့ မာတန်ဆန်းရန်ကုန်ဖို့အဖွဲ့ကလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ဒါအကြံပတ်စစ်တပ်နဲ့ပတ်သက်တဲ့ပြစ်မှတ်များအကြံပတ်စစ်တပ်ကပြုလုပ်မဲ့တရားမဝင်အတူရောက်ရေကောက်ပွဲနဲ့ပတ်သက်ပြီးပါဝင်လောက်ကိုင်းနေကြတဲ့သူတွေကိုဆက်လက်ပြီးအပြင်းထန်တိုက်ခိုက်သွားမိဖြစ်ကြောင်းသိရပါတယ်ဆိုတော့ပထမဆုံးဒါကြောင့်ရန်ကုန်ဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ် ကဲတော့ဆက်ပြီးတော့ဒါကြောင့်မန္တလေးတိုင်းဘက်မှာဆိုရင်မန္တလေးတိုင်းနထိုးကြီးမြို့နယ်ကံကြီးရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြံဘတ်စစ်တပ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့ရမှာအကြံဘတ်စစ်သား9កောင်တေဆုံးခဲ့ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့မြင်းကျန်နထိုးကြီးလမ်းပိုင်းမှာရှိတဲ့အင်အား90ခန်းဖြင့်အကြံဘတ်စစ်တပ်နဲ့ပြူစုံထိမြအထိုင်ချတက်ဆွဲထားတဲ့ကံကြီးရွာကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါတိုက်ခိုက်မှုအတွင်အကြံဘတ်စစ်တပ်မှ စစ်သား9កောင်တိတ်ဆုံးခဲ့ကဒါကြောင့်တော်လိုင်းရဲဘော်တွေကတော့အထိကဲ့မရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒီမန္တလေးတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့နောက်ထပ်ဒီစကိုင်းတိုင်းဘက်မှာဆိုရင်စကိုင်းတိုင်းဝက်လက်မြို့နယ်အတွင်းမှာစီးတဲ့ကြေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က16ဦးတိတ်ဆုံးခဲ့ကစစ်သားအလောင်းတချို့တနက်တက်လက်နဲ့ခဲများတင်းစီရမိခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ ဒါပြီးခဲ့တဲ့အော်တိုဘာလ22ရက်နေ့ကနေအော်တိုဘာလ26ရက်နေ့အထိအရာတော်မြို့နယ်တလဲပါပြူစောရီကြီးရွာမှာထွက်လာတဲ့အင်အား100ခန့်ပါစစ်တပ်စစ်ကြောင်းကဝလံမြို့နယ်ကြောက်ကုန်းရွာကိုဝင်ရောက်စီးနှင်ပြီးပြည်သူပိုင်ပြည်စီများကိုခိုးယူတဲဆောင်နေစဉ်တော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းဒါအဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံပတ်စစ်တပ်ဘက်မှစစ်သားနဲ့ပြူစောရီ16ဦးတေဆုံးခဲ့ကအယောက်30ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့တနက်တက်လက်နဲ့အတူခဲရဲများတင်းစီရမိခဲ့ကြောင်း ါအပြင်အဲ့ဒီအကြံပတ်စစ်သားတွေကလူသားတိုင်းအဖြစ်ဖမ်းဆီးထားတဲ့ပြည်သူ၄ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့ကြောင်းသိရပါဗျ။ဒါအဆိုပါတိုက်ခိုက်မှုကိုတော့အမှတ်တဲ့အမှတ်နဲ့အမှတ်လေးဆွေးဖို့တက်ရင်ဝလံမျိုးနဲ့ပကပစေပန်းကုန်းတိုက်နယ်ပကပကိုတောင်ကြားအဖွဲ့ဆွေးဖို့ခရိုင်ဒရုန်းအဖွဲ့ကြီးကံမရွာဒရုန်းအဖွဲ့ Amsign တော့ဒရုန်းအဖွဲ့နဲ့ပကဖတွေကပူးပေါင်းဆောင်ရွက်ခဲ့ပြီးဒါကြောင့်တော်လိုင်းရဲဘော်တွေကတော့အထူးကမရှိပဲပြန်လဲဆောက်ခွာနိုင်ခဲ့ကြောင်းနဲ့ဒါတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြံပတ်စစ်တပ်စစ်ကြောင်းက အရာတော်မြို့နယ်တလဲပပြုစိုးတီကြီးရွာတို့ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်တောင်စကိုင်းတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒါကြောင့်ဘကိုးတိုင်းဘက်မှာဆိုရင်ဘကိုးတိုင်းပေါင်းတဲ့မြို့နယ်ဝဲကြီးဆက်အကျမ်းဘတ်စစ်တပ်စစ်စေးကဲကိုဖောက်ခွဲတိုက်ခိုက်ခဲ့ရမှာစစ်သားနှစ်ကောင်တေဆုံးခဲ့ပါတယ်ဆိုတော့တည်င်းကောင်းလေးကတော့ဒါအော်တိုဘာလ26ရက်နေ့မနက်9:15မိနစ်ခန့်မှာပေါင်းတဲ့မြို့နယ် ဝဲကြီးဆက်စစ်တပ်စစ်စေးကဲကိုဘီဝါ27ကိုကဲမှုအောက်မှာစီးတဲ့အမှတ်36 37တက်ရင်တက်ခွဲနှစ်ကစစ်ထွက်မိုင်းများဖြင့်ဖောက်ခွဲတက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဒါအဲ့ဒီတက်ခတ်မှုအတွင်အကြံပတ်စစ်သားနှစ်ကောင်တေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းနဲ့ဒါအပြင်အဲ့ဒီဖောက်ခွဲတက်ခတ်မှုအတွင် PDF များရဲ့သတင်းအချက်လက်များကိုစစ်တပ်ထံသတင်းပေးပို့ခြင်းပြည်သူများမြို့မဝယ်လာတဲ့ကုန်ပစ္စည်းများကိုစစ်စစ်စာပွေသိမ်းယူခြင်းများပြုလုပ်နေတဲ့မေကပြဆိုတဲ့စစ်တပ်သတင်းပေးအမျိုးသမီးတအူးလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ ဒါပြည်သူများအနေဖြင့်အကြံပတ်စစ်တရက်စစ်စည်ရေးဂိတ်များအနီးနေထိုင်ခြင်းတွာလာချင်းများမပြုလုပ်ကြပါရန်အမှတ်36 37တက်ရင်ကအတိပေးထားပြီးတော့အဲ့ဒီတက်ခတ်မှုပြုလုပ်ခဲ့ပြီးတဲ့နောက်ဒါရောတော်လိုင်းရဲဘော်တွေကတော့အထူးကမစ်စီပဲပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်ဘကိုးတိုင်းဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့ဆက်ပြီးတော့ဒါကြောင့်ဒူဝါဂျီတို့ဘက်မှာဆိုရင်ကချင်ပြည်နယ်ပူတာဝခရိုင် ခေါလံဖူးမြို့နယ်စင်းခေါင်ဒေသမှာစစ်တဲ့အကြမ်းဖက်စစ်တပ်လောက်ခံပြည်သူစစ်တပ်စခန်းနှစ်ခုကို KIA တပ်ဖွဲ့ကထပ်မံသိမ်းပိုက်လိုက်ပါတယ်ဆိုတဲ့သတင်းကောင်းလေးကတော့ဒါပြီးခဲ့တဲ့အော်တိုဘာလ26ရက်နေ့ကခေါလံဖူးမြို့နယ်စင်းခေါင်ဒေသငကြလာရွာမှာတက်ဆွဲထားတဲ့စခန်းကို၎င်းအော်တိုဘာလ28ရက်နေ့ကနန့်ချင်းရွာမှာစစ်တဲ့စခန်းကို၎င်း KIA ပူးပေါင်းတပ်ဖွဲ့ကသိမ်းပိုက်လိုက်ခြင်းဖြစ်ပြီးဒီအကြမ်းဖက်စစ်သားတွေထိခိုက်ဒေဆုံးမှုနဲ့လက်နက်ခဲယံပစ္စည်းများလည်းသိမ်းဆည်းရမိခဲ့ကြောင်းသိရပါဗျ ဒါအဆိုပါတက်ခိုက်သိမ်းပိုက်မှုကိုတော့ကချင်လူမျိုးရေးတက်မတော် KIA တက်မှခုနှစ်နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကတက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ပြီးအဲဒီစကန်နှစ်ခုကနာဟီစင်ဒေတာနဲ့စီလန်ဒမ်းမှဆုတ်ခွာသွားတဲ့စစ်ကောင်စီတပ်သားပြည်သူစစ်များဖြစ်ပြီးကြေးရွာအတွင်းမှာအခိုင်အမာခံစစ်ပြင်းစင်ကနေထိုင်နေတဲ့စခန်းများဖြစ်ကြောင်းသိရပါတယ်ဆိုတော့နောက်ထပ်ဒါကြောင့်ဒူဝါဂျီတို့ဘက်ကတည်င်းကောင်းလေးပဲဖြစ်ပါတယ်။ကဲတော့နောက်ဆုံးအနေနဲ့ကတော့ TNL ကဆုတ်ခွာတော့မဲ့မုကုံမြို့ကို ပြည်သူ့ကာကွယ်တပ်မတော်ရဲ့ တိုင်ရင်တက်ဖွဲ့များအားလုံးကပူပေါင်းကာကွယ်သွားမယ်လို့ကြေညာချက်များဇက်တိုက်ထုတ်ပြန်လျက်ရှိပါတယ်ဆိုတော့သတင်းလေးကလည်းဒါမန္တလေးတိုင်းမိုးကုံမြို့ကို TNL တက်ဖွဲ့ကအကြမ်းဖက်စစ်တပ်ထံပြန်လည်ပေးရသည့်တိုင်မိုးကုံမြို့ကိုအကြမ်းဖက်စစ်တပ်လက်အောက်ထံမကြောက်စေရန်အစွမ်းကုန်ကာကွယ်သွားမည်ဖြစ်ကြောင်းတွန်လိုင်းသတင်းမြစ်များနဲ့မိုးကုံအခြေစိုက်ပြည်သူ့ကာကွယ်တက်ဖွဲ့မှတာဝန်ရှိသူတချို့ရဲ့ပြောဆိုချက်အရသိရပါတယ်လက်စီမိုးကုံမြို့ပေါ်မှာဖြစ်ပေါ်နေတဲ့အခြေအနေအရမြို့တော်ပြင်အခက်အခဲဖြင့်ကြုံတွေ့စေကမူ မုဂုံမြို့နယ်ပကပနေပြည့်မြို့နယ်အတွင်းမှာအခြေပြုထားတဲ့တပ်ရင်တပ်ဖွဲ့များညီအကိုတပ်ရင်တပ်ဖွဲ့များတော်လိုင်းတပ်ဖွဲ့များပြည်သူများနဲ့လက်တွဲပြီးတော့မုဂုံမြို့ကိုအကြမ်းဖက်စစ်တပ်လက်အောက်ထံမကြရောက်စေရန်ကာကွယ်သွားမိဖြစ်ကြောင်းမုဂုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖကအသိပေးထားပါတယ်။ဒါတော်လိုင်းပြည်သူအားလုံးကိုဒီနေရာကနေပြောချင်တာကတော့နိုင်ငံရေးဖိအားကြောင့်ဆုတ်ခွာပေးလိုက်ရတဲ့ TNL အပေါ်မှာစိတ်ဆိုးဒေါသထွက်တာခံပြင်းကြတာအပြစ်မြင်ကြတာတွေလည်းရှိနေပါတယ်။တို့ပေမဲ့မုဂုံမြို့မှာဖြစ်တဲ့တော်လိုင်းရဲဘော်တွေအများကြီးရှိနေသလို့ စီလုံးညီညွတ်အားနဲ့စစ်ကောင်မစင်ကိုပြန်လည်ခုခံတွန်းလှန်ကြဖို့လဲရှိနေတဲ့အတွက်အတူတကွလက်တွဲပြီးစစ်ကောင်မစင်ကိုတံပြန်ခုခံသွားပါမယ်လို့ပြောချင်ပါတယ်ဆိုပြီးမိုးကုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖမှတာဝန်ရှိသူတို့ကခေတ်သစ်မီဒီယာကိုပြောဆိုထားပါတယ်ဒါမိုးကုံမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့မိုးကုတ်ပကပကတော်လိုင်းခီးချမ်းကြီးအားပြည်သူလူထုရဲ့ကူညီထောက်ပံ့မှုနဲ့ယက်တီလာခဲ့တဲ့အဖွဲ့စီဖြစ်ပြီးလက်ရှိအချိန်ထိပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့ဆက်လက်ယက်တီနေရတဲ့အဖွဲ့စီတစ်ခုဖြစ်ကြောင်း ဒေါ်လာရဲ့အပေါ်မှာအစဉ်တစက်အသုံခွန်ဆိုင်ဖြင့်ကြိုးစားခဲ့ကြသလိုအောင်မြင်မှုများကိုလည်းမဟာမိတ်တပ်ဖွဲ့များညီအကိုတပ်ဖွဲ့များနဲ့အတူအောင်မဲများဆင်နိုင်ခဲ့ကြောင်းဆိုထားပါတယ်။ဒါပြည်သူ့ကာကွယ်အဖွဲ့မိုးကုံမျိုးနဲ့ပကပအနေဖြင့်ဒေါ်လာရဲ့အစမှသည်ပြီးဆုံးသည့်အထိတပ်ဖွဲ့ဝင်သွားဖို့ဆုံးဖြတ်ထားသည့်နဲ့အညီဒေါ်လာရဲ့အောင်မြင်မှုပန်းနိုင်စီတို့ဥလဲမတုံချီတက်သွားမိဖြစ်ကြောင်းမိုးကုံမျိုးနဲ့ပြည်သူ့ကာကွယ်အဖွဲ့မိုးကုံပကပကကြေညာထားပါတယ်။ဒါယခုအချိန်ကအကြံပတ်စစ်တပ်အားတော်လိုင်းအင်အားစုများအချင်းချင်းပုံပုံညီညွတ်စွာတောက်ပဲဝင်ရမယ့်အချိန်ဖြစ်ပြီး ပြည်သူလူထုအားတိုင်တဲကျင်းဆိုထားတဲ့တော်လိုင်းတစ္ဆာဂရစ်တည်နိုင်ဖို့စ조사တက်ပွဲဝင်သားရမည်ဖြစ်ကြောင်းမြင်းညံ black ထက်က MPD တက်ဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲကခေတ်သစ်မီဒီယာကိုပြောဆိုထားပါတယ်။ဒါတော်လိုင်းအင်အားစုတွေကစုံမထိန်ချုပ်ထားတဲ့နေမီတွေကိုအကြမ်းဖက်စစ်တပ်လက်အောက်ထံပြန်မရောက်စေရန်တနင်္ဂနွေလုံးစစ်ကြုံဘဝမှာအကျဉ်းမဲ့လွတ်မြောက်ရန်နဲ့ပြည်သူလူထုလိုလားတောင်းတတဲ့ Federal Democracy ပေါ်ပေါက်သည့်အထိဆုံးခန်းနိုင်တက်ပွဲဝင်သွားပါမယ်လို့ဂရုတစ္စာပြုကြောင်းအသိပေးထားပါတယ်။ ဒါမြင်းညံဘလတ်ထက်က MD တက်ဖွဲ့မြင်းညံခရိုင်အမှတ်ကိုတက်ရင်ကမြင်းညံခရိုင်အတွင်းသားမကမဟာမိတ်တက်ဖွဲ့များဖြစ်ကြတဲ့မိုးကုတ်ပြူဟာတပိတ်ချင်းမျိုးနဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့အမှတ်1222တက်ရင် TRI ပြူဟာတို့နဲ့အတူမန္တလေးတိုင်းမိုးကုတ်မြို့နယ်နဲ့တပိတ်ချင်းမြို့နယ်တွေမှာစစ်ရေးတပ်ဝင်များကိုပူးတွဲထမ်းဆောင်နေကြတဲ့တက်ရင်တက်ဖွဲ့များဖြစ်ကြောင်းသိရပါတယ်အလားတူပြည်သူ့ကာကွယ်တပ်မတော် TRI ဗျူဟာကစင်ကူတပိတ်ချင်းနယ်မြေကန်အများစုများအပါအဝင် အင်အားများစွာဖြင့်စုဖွဲ့ထားတဲ့အမျိုးသားညွန့်ရဲအစိုးရကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနကိုကယ်မှုအောက်မှာရှိတဲ့ယူဟာဖြစ်တည်တဲ့အညီမန္တလေးတိုင်းအတွင်းမှာရှိတဲ့နေမြေများရဲ့တော်လိုင်းဆိုင်ရာလုပ်ငန်းတွေမှာအာရင်အပြည့်ဖြစ်ကျူးစာဆောင်ရွက်လျက်စီကြောင်အသိပေးထားပါတယ်။ဒါပြည်သူ့ကာကွယ်တပ်မတော် TRN ဗျူဟာအနေဖြင့်မိဖတ်တော်လိုင်းအင်အားစုများနဲ့တွဲဖက်ပြီးမိမိတို့မွေးဖွားအခြေတရားဒေသများကိုကာကွယ်ပြီးမိမိတို့ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့အခက်အခဲများစွာကြားမှဆက်လက်ချီတက်တပ်ပွဲဝင်သားမည်ဖြစ်ကြောင်းထုတ်ပြန်ထားပါသည်။ဒါຫນွေဦးတော်လိုင်းခီးစတင်ခဲ့သည့်အချိန်မှစပြီးကန္နအသီးသီးမှအတူတကွလက်တွေတပ်ပွဲဝင်ခဲ့ကြပြီးမိုးကုံမြို့နယ်အပါဝင်လွမြောက်နယ်မြေများစွာကိုစိုးမွနိုင်သည့်အထိတော်လိုင်းခီးကိုအောင်မြင်မှုများစွာဖြင့်ဆောက်လန်းနိုင်ခဲ့ကြောင်းပြည်ဦးလေမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကလည်းထုတ်ပြန်ထားပါသည်။ ဒီအကြံပတ်စစ်တပ်ရဲ့ရုံမှရက်စက်မှုမျိုးစုံကောက်ကျစ်ဆင်းလဲမှုမျိုးစုံနဲ့တိုက်ခိုက်ချိန်မုံနေပြီမဲ့တော်လန်ရဲဘော်များအနေဖြင့်တွန်းဆုတ်ကြောင်းယုံချင်းအလင်းမရှိပဲဆက်လက်တော်လန်သွားမိဖြစ်ကြောင်းအသိပေးထားပါတယ်။ဒါတော်လန်ရဲ့ခီးတဆောင်မိတို့ပြင်ခတ်ခဲတဲ့အချိုးကွေ့များဖြင့်ကြုံတွေ့ရသည့်ဖြစ်စဉ်ညီမကျဖြစ်တဲ့ Federal Democracy စနစ်သို့မမိတ်မတုံမဆုတ်မတန်းဆက်လက်ချီတက်သွားမိဖြစ်ပြီးတော်လန်ရဲ့အောင်မြင်သည့်အထိမဟာမိတ်များနဲ့ဆက်လက်ချီတက်တပ်ဖွဲ့ဝင်သွားမိဖြစ်ကြောင်းပြည်ဦးတွင်ခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကဂတိသစ္စာပြုထားပါတယ်။ ကဲတော့เนาะဒါကြောင့်တော်လိုင်းရဲဘော်တွေရဲ့စိတ်ဓာတ်ကတော့ဒါကြောင့်အနေနဲ့တကယ်ကိုလေးစားပြီးသားပါပဲเนาะအဲ့တော့ဒါကြောင့်ပြည်သူတွေအနေနဲ့ဘာမှစိတ်ဓာတ်ကြစရာမလိုဘူးဒါကြောင့်တော်လိုင်းရဲဘော်တွေကလည်းကိုယ့်လို့ကိုယ်လုံးနေတာပဲဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းကိုယ့်လို့ကိုယ်လုံးဖို့ပဲလိုတာပါဒါကိုယ့်ရဲ့နိုင်ရတာဝန်တွေဖြစ်တဲ့ဒီကြီးတောင်နိုင်စီဖြစ်စေเนาะဒီတည်င်းအချက်လက်တွေပေးသည့်ဖြစ်စေဒါကိုယ်နိုင်တဲ့ဘက်ကနေတော်လန်သွားကြဖို့ပဲလိုတာပါเนาะအဲ့တော့မြေပြင်မှာဒီအသက်ကိုပဒါနာမထားဘဲနဲ့ဒီတက်ပွဲဝင်နေကြတဲ့ဒါကြောင့်တော်လိုင်းရဲဘော်တွေတောင်စိတ်တက်မကြတာ哦ဒါကြောင့်ပြည်သူတွေအနေနဲ့ဘာလို့စိတ်တက်ကြနေရမှာလဲ နော်ကုလုံးရမယ့်အလုပ်တွေကိုပဲလုပ်ရင်းနဲ့တော်လန်သွားကြဖို့ပဲလိုတဲ့အကြောင်းဒါကြောင့်ပြောရင်းနဲ့ပဲဒီညပိုင်းတင်ဆက်ပေးခဲ့တဲ့မြေပြင်စစ်ရေးသတင်းကောင်းလေးတွေကတော့ဒီလောက်ပါပဲဒီနောက်မှာပထမဆုံးဒီ TNL နဲ့တရုတ်လက်အောက်ခံလက်နက်ကင်တွေကဘယ်ကိုဆွေးနေသလဲဆိုတဲ့မေးခွန်းနဲ့ဒါမှတ်တည်းပြောဆိုထားတာတွေကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာနော်အပြစ်ကရက်စဲရည်တွေဘာတွေတောင်လက်မှတ်ထိုးပြီးပြီဆိုတော့စစ်ကောင်စီနဲ့တသားလေးဖြစ်သွားပြီလားလို့မေးခွန်းထုတ်ရတော့မှဖြစ်ပါတယ် တရုတ်ကဘယ်လိုကစားနေတာလဲဝပြီးတော့ MMDA ပြီးတော့ TNL ပြီးရင် KIA ကိုလှည့်မှာလားအနည်းဆက်ဆုံး KIA ဖြစ်ပါလိမ့်မယ်နော် KIA ပြီးမှ KNU ကိုသွားမှာလားလက်ရှိတရုတ်က KNU ကိုလည်းလှည့်ကစားနေတာဖြစ်ပါလိမ့်မယ်ကြားပြန်ကိစ္စနဲ့ပတ်သက်ပြီး KNU ကိုကစားနေတာဖြစ်တယ်လို့အခု TNL နေနဲ့နောက်ဆုတ်ပေးလိုက်ရတယ်တိန်းနာတဲ့မြို့တွေကိုပေးလိုက်ရတယ်ဆိုတော့နောက်ထပ်လက်ကွက်ကစားကွက်က KIA ဖြစ်မှာပေါ့နော် ဲ့တော့ကျွန်တော်တို့ဒေါ်လန်ရေးကဘယ်လိုအခြေအနေရောက်သွားပြီလဲလက်ရှိအင်အားတွေနဲ့ချွေးတွေသွေးတွေနဲ့တိုက်ထားတိန်းထားကြတဲ့အသက်တွေပေးထားရတဲ့အချိန်တွေပေးထားရတဲ့ဒီ9နှစ်တာကာလလုံးကအလတ်ဟတ်သက်ဖြစ်သွားပြီလားဘာလို့ဒီလိုတွေလုံရက်ကြတာလဲအဲ့တော့တိုင်းရင်းသားလက်နက်ကိုင်တွေဒီလေတရုတ်ရဲ့အကူအညီမပါဘူးဆိုလို့ရှိရင်ထမင်းငတ်မှာလားဒါမှမဟုတ်တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ မြန်မာပြည်ထဲမှာမနေဘဲနဲ့တရုတ်ပြည်ထဲမှာအကုန်လုံးသွားဝင်နေကြရင်ပိုမကောင်းဘူးလားရှင်တို့ကပို့ပြီးတော့လုံခြုံတာပေါ့ရှင်တို့မြန်မာပြည်တွင်းထဲမှာရှိနေပြီးလက်နက်ကင်နေခြင်းတည်အာဏာရှင်နဲ့ပူးပေါင်းပြီးတော့မှရှင်တို့တိုင်းရင်းသူတိုင်းရင်းသားမျက်နှာတွေကိုမကြည့်ပဲဘဝတွေကိုမငဲ့ညာမထောက်ထားပဲရှင်တို့အကျိုးစီးပွားအတွက်ပဲရှင်တို့လုပ်နေရဆိုတာအင်မတန်ထင်ရှားလာပါပထမကတော့ကျမတို့ဒီလေပြည်သူလူထုဒီလေရှင်တို့ရဲ့လေဘင်းတွေကိုတရုတ်ကညှစ်ထားတာပါဆိုတော့ နားလည်မှုမျိုးပေးခဲ့ကြပါသေးတယ်။ဒီလိုဆိုရင်ဘာဖြစ်လို့ကျမတို့ပြည်သူလူထုအသက်တွေကိုစကြေးခဲ့ကြသေးတာလဲ။ရှင်တို့အရေးချင်းနဲ့ရှင်တို့အရေးချင်းတစ်ခုနဲ့ဒီမျိုးတွေကိုတိန်းနာခဲ့တာမဟုတ်ပါဘူး။ပြည်သူတွေပါဝင်လာတဲ့စိတ်တခွန်အားတွေရှိတယ်။ပြည်သူတွေပါဝင်လာတဲ့အလှငွေတွေရှိတယ်။ပြည်သူတွေပါဝင်လာတဲ့ချွေးတွေသွေးတွေအင်အားတွေအသက်တွေရှိခဲ့တယ်။ဒါကြောင့်ရှင်တို့တိန်းနာခဲ့ရတာ။ဒါဆိုလို့ရှိရင်ကျမတို့ကစစ်ကောင်စီလက်ထဲကို ဒီနေမြေတွေပြန်ပေးရဖို့အတွက်ကျမတို့လူတွေကျမတို့ရဲဘော်တွေတမင်တကာအသက်ပေးပြီးရှင်တို့လက်ထဲကိုထည့်ပေးလိုက်ရတဲ့သဘောဖြစ်သွားပြီလားနာဒီစီရတော့တော်တော်ကောင်းအဲ့တော့ဒီပုံမှာကျမတို့ဗာဆက်လုပ်မယ်ဖြစ်တာကဖြစ်ပြီးသွားပါပြီ DNA ကတော့နော်လုတ်ကပြုတ်ပဲပေါ့ရှင်နော်ဟိုငါလက်ကလုတ်ငါကိစ္စပြီးပြီပေါ့ဒါမှမဟုတ်တာဝန်ရှိပါရှင်တို့ဒါကတာဝန်ပဲဖြစ်ပါတယ်ရှင်တို့တာဝန်ယူရမယ့်ကိစ္စဖြစ်ပါတယ် ရှင်တို့လက်ကလွတ်ရွတ်စုံုံနဲ့တော့မပြီးပါเนาะအဲ့တော့ပြည်သူလူထုကိုဟိုစဉ်းစားရမယ့်အခြေအနေဖြစ်တယ်เนาะကျွန်တော်တို့မြန်မာနိုင်ငံထဲမှာဗမာလူမျိုးကြီးဝါဒဆိုပြီးတော့တုံးဆွဲခဲ့တာအခုအချိန်တော်လည်းကာလကြီးမှတော့တချို့ဒီစကားကိုတုံးဆွဲပါတယ် ဥပမာပေါ့ကျွန်တော်တို့ boycott လုပ်လို့တခြားတိုင်းရင်းသားနာမည်တွေပါသွားရင်ဒါမှမဟုတ်တခြားတိုင်းရင်းသားနာမည်တွေကခေါင်းဆောင်တွေမဟုတ်တာလုပ်နေလို့မမှန်မကန်လုပ်နေတာတွေအော်တဲ့အခါကြလို့ရှိရင်သူတို့ကကျမတို့ကို UNG ကဘာအတုံးကြလို့လဲလို့ဗမာတွေကဒီလိုပဲလို့ဗမာလူမျိုးကြီးဝါဒတုံဆွဲခဲ့ရလို့ဗမာတွေစောက်သုံးမကြဘူးဆိုတဲ့ comment တွေကိုကျမတို့အမြဲတမ်းတွေးနေခဲ့ရတာဖြစ်ပါတယ်အဲ့တော့အဲ့ဒီလိုပြောနေတဲ့လူတွေကတိုင်းရင်းသားလက်နက်ကင်ခေါင်းဆောင်တွေရဲ့လက်အောက်မှာရှိနေတဲ့တိုင်းရင်းသားပြည်သူလူထုကို ကျွန်တော်မိကုန်းတခုထုတ်ချင်ပါတယ်အခုလက်ရှိကြားနေရတာမြင်နေရတဲ့အတိုင်းဆိုလို့ရှိရင်ဗမာလူမျိုးကြီးဝါဒဗမာတွေအသုံးမကျလို့ဒီလိုဖြစ်ရတယ်ဆိုတဲ့စကားမှန်ကန်ပါရဲ့လားဗမာတွေအသက်ပေးပြီးတိုက်နေတာလေမှန်ကန်ပါတယ်ကျွန်တော်ဘက်ကတိတ်ခါရှိရှိနဲ့တိုက်နေတာပါနော်အဲ့ဒီအပြင်ကူမှအယူကြီးဝန်ကြီးများ အနေနဲ့စစ်ကောင်စီရဲ့လက်အောက်မှာရှိမနေတာတော့ တေချာတယ်လို့စစ်ကောင်စီနဲ့စီးပွားတူအကျိုးဘက်လှုပ်ထားတာဘာတစ်ခုမှမရှိပဲကင်းရှင်းနေဆိုတာတေချာပါတယ်နော်စစ်ကောင်စီနဲ့မကင်းရှင်းတာအဲ့ဒီတိုင်းရင်သားလက်နက်ကင်ခေါင်းဆောင်တွေအားလုံးပါဒီတိုင်းကျမတို့ကြည့်မယ်ဆိုလို့ရှိရင် KIAD လည်းမကြခင်မှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုနဲ့စစ်ကောင်စီကိုပြန်ပေးရပါတော့မယ်ကျမတို့ခန့်မှန်းလို့ရပါပြီ စင်းတကောင်လုံးကြီးမျိုးသွားမှကုန်သွားပြီလို့ပြောလို့မရပါဘူးဒီချိန်မှာကျမတို့ပြည်သူလူထုတွေမလုပ်ပါနဲ့အယူကြီးကောမလုပ်ပါနဲ့ဟုတ်လားမမလူမျိုးကြီးဝါဒကြည့်သုံးနေဆိုတဲ့စကားကိုတွင်တွင်ကြဲကြဲပြောခဲ့တဲ့အခုအချိန်ထိပြောခဲ့တဲ့တိုင်းရင်းသားတွေကိုကျမတို့မေးခွန်းထုတ်ချင်တယ်အကယ်၍ဒီတော်လန်ရေးမအောင်မြင်ခဲ့လို့ရှိရှင်တို့ပြောနေတဲ့ဗမာလူမျိုးကြီးဝါဒဗမာတွေစောင့်သုံးမကြလို့မဟုတ်တော့ပါဘူးရှင်တို့ကိုလက်နက်ကင်ပြီးရှင်တို့ရဲ့အသက်အိုးအိမ်အတွက် ကာကွယ်ပါတယ်ဆိုတဲ့ခေါင်းဆောင်တွေပို့လိုက်စစ်ကြုံဘဝကိုတည်တည်နတ်နတ်ရှင်တို့တွေရဲ့ဘဝတွေအနာဂတ်တွေကိုထိုးပေးလိုက်တယ်ဆိုတာကိုသိတာထင်ရှားအောင်ဒီမှာကဒီဗီဒီယိုမှိုင်းနဲ့ပြောလိုက်ခြင်းဖြစ်ပါတယ်ကဲတော့เนาะဒါမတတဲပြောသွားသလိုပဲတမိုင်းဆိုတာနိုင်တဲ့လူကပဲရေးရတာပဲเนาะဒီတရုတ်ရဲ့ဖိအားကိုမလွန်ဆန်နိုင်ဘူးဆိုတဲ့ဒီအကြောင်းပြချက်လေးတစ်ခုနဲ့ပဲเนาะဒီလိုမျိုးတွေပဲဆက်ပြီးတော့သွားနေအောင်မယ်ဆိုရင်တော့ဒီဆမ်းမြောက်ကတိုင်းသားလက်နက်ကန်တွေအနေနဲ့ ဒီတော်လိုင်းကြီးမှာတခံရက်သွားပြီလားဆိုတာကတော့ဒါကြောင့်အနေနဲ့မေကွန်ထုတ်ရတော့မှာပဲနော်ကဲတော့ဒီနောက်မှာဒီကိုမမောင်ကလည်းဘလို့ရအမှန်တရားထုတ်ပြောလာအောင်မလဲဆိုတာကြောင့်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာကြည့်လေဟိုပြည်ခိုင်ဖြိုးနဲ့စစ်တပ်နဲ့ဆိုတော့ဒါမှမဟုတ်စစ်တပ်စစ်တိုက်တာမြင်ဘူးလားစစ်တပ်တက်ပြောင်းတက်ရွှေ့မြင်ဘူးလားမြင်ဘူးဗောစစ်တပ်ကတက်ပြောင်းတက်ရွှေ့လို့ရှိရင်ရက်ဝင်းနဲ့သွားလားနော်ရက်ဝင်းနဲ့သွားအေးအေးရက်တက်ပြောင်းတက်ရွှေ့တွေ့ဘူးလားအေးအေးကလည်းတွေ့လို့ပဲ တိုက်ပွဲတစ်ခုတိုက်မယ်ဆိုရင်သူအရက်ဝတ်တွေနဲ့အယူဆုံးရွာသားတွေကိုမွေးတာမွေးပြီးတော့မလက်နက်တောက်ကရောက်လာထို့တူပဲပေါ့ဗျာနိုင်ငံရေးမှာလည်းစစ်တပ်ရဲ့လုပ်တဲ့ပုံစံကတီခိုင်ကျိုးဟာဟိုဘယ်လိုခေါ်မလဲဆိုတော့အိမ်ချုပ်ပြီးတော့စိတ်အိမ်ချုပ်ပြီးလွတ်ပေးလိုက်တာပဲမြေကြုံလို့ကာကျုပ်ကတန်ချောင်းတီးပြီးဆိုတော့အကုန်လုံးကငါတို့ဒီစစ်သားများဖြစ်သွားတယ်ဒါပဲဟိုနောက်ဟိုနိုင်ငံကြီးကျုံနိုင်ငံကြီးကပျက်စီးနေတယ်ပျက်စီးနေအမှန်ပဲ ။ PDF ကလည်းတမယောက်တည်းအတိုင်းပါဗျာနော်။နေရာတစ်ခုတိုက်မယ်ဆိုရင်ရုံးဆုံးရသားတွေပဲလွတ်တာရခိုင်တွေဆိုလွတ်လိုက်တာရခိုင်လည်းဒီလိုပဲ။အခင်ဗျားတို့ view ဟာ diamond စစ်တပ်ကပြန်တုံးတာနိုင်ငံရေးမှာလေ။အခုအိမ်ချူပြီးဘောင်းချူပြီးလွတ်လိုက်တာဘာမှမဟုတ်ဘူး။အပြေခိုင်ပြိုးတဲ့မှာအကုန်လုံးရေးရေးကြုံကာကြုတ်ကတစ္ဆာလေးချက်ထဆိုအကုန်ထဆိုပါ။ဒီခိုင်ပြိုးအကုန်လုံးထဆို။အဲ့တော့အဲ့တော့ခင်ဗျားတို့ဒီ2008နဲ့လောက်တဲ့ဒီရွေးကောက်ပွဲကို ဲဒီပေါ့နော်စန့်ကျင်စန့်ကျင်ကြရတယ်ပုံကန်ကြရတယ်ဆိုတာလည်းဒါပြပြောရမယ့်ရတော့ပေါ့ကျွန်တော်တို့ကလည်းလိုလိုလတ်လတ်မှမပြပဲဗျာနော်ဟိုတိုက်ခံလေးရှိတာမှပဲဟိုလူကိုပယ်ထုတ်ဒီလူပါတီကိုဖျက်ထုတ်အဲ့တော့ပြောတာပေါ့ကျွန်တော်တို့စစ်တပ်ကိုယ်တိုင်ကနိုင်ငံရေးကိုကောင်းစေခြင်းနဲ့အရေးအယံပြောတော့ပါတီစုံတွေကိုကြောက်ပဲပြောနေကြတယ်အမေ အဲဒါမဲ့ကျမတို့ရဲ့အရေးအယံတွားနေတဲ့ပုံစံလေးသူ့မူကြင်ကြံပုံလေးဟုတ်လားပြောဆိုပုံနဲ့ကတော့စစ်တပ်နိုင်ငံရေးတဲ့ထွက်ချင်တဲ့လမ်းကြောင်းကိုပြလာမှာမဟုတ်ပဲနဲ့စစ်တပ်ယာတပ်ပံနော်နိုင်ငံရေးထဲမှာနေရရေးကိုပြနေမှာတော့ဥပဒေကြောင်းရလဲကျမတို့ရဲ့လမ်းကြောင်းကိုမပြနိုင်ထို့သူလုပ်ပုံကြိုင်ပုံတွေမှာလည်းနေနေလေးဝေပန်မိအောင်မချုပ်တဲ့ထဲဟာဟာလေးပြေးတော့မချုပ်တဲ့ထဲอืมပြန်စဉ်းစားကြည့်ပေါ့ခင်ဗျားတို့ရဲ့ဒီလိုပြေးစီကဘာဒီလိုပြေးစီလဲ အဲ့တော့ဆန့်ကျင်ဘက်ကမေးတာလဲအဲ့တော့ခင်ဗျားတို့ကမလုပ်အောင်လဲကျွန်တော်ကြံပေးချင်တာကတော့စစ်တပ်အနေနဲ့နိုင်ငံရေးတဲ့ကလူလူလာလာထွက်ချင်နေပါတယ်ဆိုတော့ခင်ဗျားတို့ကပြအောင်မပြတဲ့တင်ကိုတသက်လုံးငါတို့နေရေးငါမိသားစုကောင်းစားရေးဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲ့နှစ်ဖက်လုံးတင်ရမယ့်အရာအဲ့တော့တစ်ဖက်ကဆန့်ကျင်တာလဲအပြစ်ပြောလို့မရအောင်နော်အင်းတော့အခု တက်တော်ထဲမှာကာချုပ်ကတန်ချောင်းထိုးလို့ရှိရင်အကုန်လုံးတစ္ဆာလေးကြထားဆိုမဲ့သူတွေရောက်တယ်အဲ့တော့ဒီတက်တော်ဆိုတာစစ်တက်တော်ခေါ်မဲ့ဆိုလို့ရှိရင်ဟိုတင်မခေါ်မဲ့ဆိုလို့ရှိမှဒီစေးပြခန်းတာစေးပြကွေးမြင်တစ်ခုဖြစ်နေတယ်စေးပြကွေးမြင်အဲ့လိုဖြစ်ရလေအောင်စစ်တက်နေနဲ့ လောလောလလထွက်ချင်ကြောင်းတွေပြပါဗျာနော်နိုင်ငံကောင်းစေချင်တာပါကဲတော့ဒါကိုမမောင်ပြောသားသလိုပဲဒါတို့ဒီအကြံပတ်စစ်တပ်နဲ့ဒီကြံ့ဖွဲ့တွေကတော့ဒါကျွန်တော်နိုင်ငံကိုစစ်ကြုံစက်လလုံးသွင်းနေတယ်ဆိုတာဒါပေါ်လင်းနေပါပြီနော်အဲတော့လေးစားပါတယ်အခုလိုအမှန်တရားတွေပြောလာပေးတဲ့ကိုမမောင်ကိုလည်းနော်ကဲတော့နောက်ဆုံးအနေနဲ့ကတော့ဒါကျွန်တော် speak out လေးလုပ်ပေးချင်လို့ဒါကိုထမ်းမြတ်ပြောထားတဲ့ campaign အကြောင်းလေးကိုကျွန်တော်ဆက်ပြီးတော့နားထောင်ကြည့်လိုက်အောင်ညာအဓိကတော့ဒါစစ်ကောင်စီကအခုနောက်ပိုင်းဒါရွေးကောက်ပွဲ သူတို့လုံနိုင်ဖို့အတွက်ကျင်းပနိုင်ဖို့အတွက်ဆုံရှုံနေမြေတွေကိုပြန်ပြီးတော့ယူကြတဲ့ခါပေါ့နော်သူကအသေးအံပုံစံမျိုးနဲ့ထိုးစစ်တွေဆင်နွှဲနေရှိတယ်အဲ့လိုထိုးစစ်တွေလုပ်တဲ့ခါမှာဒါသူကပါစာတွေလည်းသူ့အတွက်ရတယ်ပြီးတော့ကျတော့နိုင်ငံရဲ့ဘဏ္ဍာကိုဖင်ခုထိုင်တာဖြစ်တဲ့အတွက်သူ့မှာငွေကြေးလည်းအလွန်ကျွံသုံးဆွဲနိုင်တယ်နောက်တစ်ခုကတော့နီးပညာပေါ့နော်ခုနအရင်းမြစ်တွေဘလောက်ပဲရှိရှိပေါ့နော်နီးပညာမရှိဘူးဆိုရင်လည်းသူ့အတွက်ကဘာမှမလုပ်နိုင်ဘူးဒါပေမဲ့အဲ့နီးပညာရဖို့အတွက်ကိုလည်းသူကသူ့ပထွေးနိုင်ငံတွေကနေပြီးတော့သူက ဒီနှီးပညာတွေတောင်းတယ်ရုရှားလိုနိုင်ငံမျိုးတွေတရုတ်လိုနိုင်ငံမျိုးတွေကနေပြီးတော့နှီးပညာတွေယူပြီးတော့ဒါသူတို့စီကနေပြီးတော့အထောက်ပံ့နေပါရှိဘူးအဲစီးရင်းနဲ့ပတ်သက်တဲ့ပေါ့နော်စစ်ပစ္စည်းတွေကစားသူယူပြီးတော့တုံးဆွဲနေတာရှိတယ်အဲ့တော့အဲ့ထဲမှာဒါ drone တွေပေါ့နော် drone တွေဒါတော်တော်လေးနှီးပညာမြင့်လာတာတွေ့ရတယ်ဘယ်နေရာဘယ်ဒေသမှာပဲကြည့်လိုက်ကြည့်လိုက်ဒီ drone တွေရဲ့အသုံးပြုမှုပိုင်းကဟိုအရင်ကတည်းကဆိုင်တော်တော်လေးနှီးပညာမြင့်လာတာတွေ့ရတယ်အစပိုင်းအစိုးပိုင်းကာလတွေတုန်းကကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကဒီ drone ဆိုတဲ့နှီးပညာကိုကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကအရင်သုံးခဲ့တာ ဲ့လိုတုံးတဲ့အချိန်မှာစစ်ကောင်စီကအရန်ကိုအထိနာခဲ့တာတော်တော်လေးကိုထိနာခဲ့တာအချိလိုက်ပြီးကြလိုက်ပြီးဆို drone နဲ့အဲ့ drone နဲ့ကြားတာနဲ့ထွက်ပြေးနေတဲ့အာစစ်တပ်ကပေါ့နော် viewer မှုလို့ကောင်းနေတင်ရင်မှုလို့ကောင်းနေအများကြီးရှိအခုကြတော့စစ်ကောင်စီကအဲဥစာတွေကိုပြောင်းလဲပြင်ဆင်လာတဲ့နောက်ပိုင်းမှာသူတို့ရဲ့နှီးပညာတွေကပို့ပို့ပြီးတော့အဆင့်မြင့်လာအဲ့တော့နှီးပညာဆိုတာကလည်းအရန်အရေးကြီးပါလေအဲ့တော့ကျွန်တော်ဒီဘက်ကတလိုင်းတပ်ဖွဲ့အနေနဲ့အဲ့လိုမျိုးနှီးပညာထုတ်လုပ်နိုင်ဖို့အတွက်ကိုနှီးပညာမရှိဘူးလားတို့ဘာလို့မေးနေကြတဲ့ပြည်သူတွေလည်းရှိကြတယ် တကယ်တကယ်လည်းမြေပြင်မှာပေါ့နော်စစ်ကောင်စီတက်တာလုံကောင်းမွန်တဲ့ဤပညာတွေကိုကိုနီးကိုဟန်ကိုစွမ်းကိုစားနေနေပေါ့နော်ဒါထုတ်လုပ်နိုင်တဲ့ဟာတွေတီထွင်နိုင်တဲ့ဟာတွေကျွန်တော်တို့တွန်လိုင်းတက်ဖွဲ့ရစီမှာအများကြီးရှိတကယ်ကိုအများကြီးရှိကျွန်တော်တို့မျက်မြင်တွေ့ခဲ့ရတဲ့ဟာတွေလည်းအများကြီးရှိဒါကြအားရစရာကြီးတွေရှိတယ်ဒါပေမဲ့အားမရတာကဘာလဲဆိုတော့အဲ့ဥစ္စာတွေကိုထုတ်လုပ်နိုင်ဖို့တီထွင်နိုင်ဖို့ထောက်ပံ့မှုဒါတော်တော်လေးလိုအပ်ချက်ကြီးမားနေတာတွေ့ရအဲ့တော့အဲ့လိုမျိုးထောက်ပံ့မှုလိုအပ်ချက်ကြီးမားနေတဲ့ဟာကိုကျွန်တော်တို့အကူအညီတောင်းစရာကလည်းပြည်သူစီမှာပဲရှိတယ် ပြည်သူကပဲကူညီပေးနိုင်မှာပဲဒီဥစ္စာတွေကဆက်ပြီးတော့ထုတ်လုပ်နေမှာဖြစ်တယ်။အဲ့တော့မြေပြင်တိုက်ပွဲတွေမှာစစ်ကောင်စီကဒီ drone မိုင်းတွေမှာအရေးတာလာမယ်ဆိုရင်ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေအသက်အန္တရာယ်တွေလည်းအများကြီးဆိုရင်ရတယ်။ပြီးရင်ပြည်သူတွေပေါ့နော်အခုဆိုရင်ဒါစစ်ကောင်စီဘက်ကဒါ paramotor လိုမျိုးတွေအဲ gyro copra လိုမျိုးတွေဒါမျိုးတွေကအစသုံးဆွဲပြီးတော့တိုက်ခိုက်နေတာဖြစ်တဲ့အတွက်ပြည်သူတွေအတွက်လည်းအရန်အန္တရာယ်များတယ်။အဲ့လိုကောင်မျိုးတွေကိုပြန်ပြီးတော့တံပြန်နိုင်ဖို့အတွက်ကိုကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေလည်းဒီဥစ္စာတွေပြန်ပြီးထုတ်လုပ်နိုင်ဖို့ရည်ကြီး အဲဒါကြောင့်မလို့ဒီလိုထုတ်လုပ်နိုင်မှုအတွက်ကိုဒါ justice ဆိုကြညီပညာဒါအဖွဲ့ကနေပြီးတော့ဗောနော်အဆင့်မြင့်ဂျန်မာတွေပြီးရင်ဒါအဆင့်မြင့်ညီပညာသုံး drone တွေထုတ်လုပ်မယ်တက်ဆင်မယ်တိဆောက်မယ်ပြီးရင်သုံးဆွဲမယ်ဗောနော်အဲ့လိုမျိုးတွေလုပ်ဖို့အတွက်ကိုဒါ mission anonymous ဆိုပြီးတော့ဒါကျွန်တော်ဒါ campaign လေးလုပ်ထားတယ်ဗောနော်အဲဥစ္စာမှာဒါမိဘပြည်သူတွေပါဝင် ပေးကြဖို့ဒီညနေဖိတ်ခေါ်ခြင်းပါတယ်အခုညီလည်းတောင်းခြင်းတယ်ဒါမေတ္တာရက်ခံခြင်းတယ်ဗောနော်အဓိကတော့ကျွန်တော်မှာကျွန်တော်မိဘပြည်သူတွေပဲရှိပါတယ်ဒီနေ့ဒီချိန်အထိဗောနော်ဒါလုံးဝ လက်တွဲညီညီနဲ့ပေါ့နော်ဒေါ်လိုင်းတက်ဖွဲ့အတွက်အမြဲတမ်းအနောက်ကနေရှိနေပေးလို့လည်းတကယ်ကျေးဇူးတင်ရပါတယ်ဒီနေ့ဒီချိန်ထိဒီခီးကိုရောက်လာနိုင်ခဲ့တာဟာပြည်သူတွေရဲ့ခွန်အားကအဓိကကျပါတယ်ပေါ့နော်အဲ့တော့ဒီပြည်သူတွေရဲ့ခွန်အားနဲ့ပဲရှေ့ဆက်မှာဖြစ်တဲ့အတွက်ကာလာကြီးကြာလာတဲ့အချိန်မှာဒါပင်မနှွမ်းနေနေတဲ့ပြည်သူတွေအခက်ခဲနေတဲ့ပြည်သူတွေကိုလည်းထပ်ပြီးတော့အားနာနာနဲ့တောင်းဆိုချင်တာပါ အဓိကတော့ဒီတိုက်ပွဲတွေအလှည့်ပြောင်းနေပြန်ပြီးဖြစ်နိုင်ဖို့ကျွန်တော်တော်လိုင်းတက်ဖွဲ့တွေရဲ့ဤပညာတွေကိုပြန်ပြီးတော့ထုတ်သုံးပြီးတော့စစ်ကောင်စီကိုအပြက်အပြုတ်နှံနိုင်ဖို့အတွက်ကိုမြို့ပြည်သူတွေရဲ့အကူအညီထောက်ပံ့မှုတွေအဲတောင်းဆိုချင်ပါတယ်ဗောနော်အဓိကတော့ကျွန်တော်တက်ဖွဲ့တွေကိုထပ်ပြီးတော့နောက်ထပ်တဆင့်မြင့်နိုင်ဖို့အတွက်ကိုပြည်သူတွေအနေနဲ့အကူအညီပေးကြပါလို့ဒီညနေ့ပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ကဲတော့เนาะဒါကြောင့်ပြည်သူတွေအနေနဲ့ကလည်းဒီထက်ပိုပြီးတော့စီးလုံးလိုက်မယ်ဆိုရင်ဒါကျွန်တော်တော်လိုင်းအရေးကြီးကအများကြီးပြောင်းလဲသွားနိုင်ရယ်ဆိုတာဒါအားလုံးလည်းသိကြအောင်ပေါ့เนาะ အဲ့တော့ဒါကြောင့်တော်လန်ပြည်သူတွေအနေနဲ့ဒီထက်ပိုပြီးတော့စီးလုံးကြပါဒါအခုကိုထမ်းမြတ်ပြောပြသွားပေးတဲ့ဒီကိုဇဲတို့ရဲ့ကမ်ပိန်းအကြောင်းလေးကိုအသေးစိတ်သိချင်တဲ့ဆိုရင်တော့ဒါကိုဇဲရဲ့ Facebook Page နဲ့ဒါ Justice Soja Facebook Page ကိုဘေးနားမှာလည်းဒါကြောင့်ချပြထားပေးပါတယ်ဒါအခုဗီဒီယိုရဲ့ Discuss ဆင်မှာလည်းဒါ Page ရဲ့ link လေးတွေကိုဒါကြောင့်ထည့်ထားပေးပါတယ်အဲ့ဒီမှာတွားရောက်ပြီးတော့စုံစမ်းမေးမြန်းထောက်ပံ့လို့ရပါတယ်ဆိုတဲ့အကြောင်းဒါကြောင့်ပြောရင်းနဲ့ပဲအခုဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားပေးကြတဲ့ကျွန်တော်ညီကိုမောင်နှမတယောက်ချင်းစီနဲ့အထူးပဲကျေးဇူးတင်စီပါတယ် မနက်ဖြန်ကြာမှာပဲတည်င်းကောင်းနေနဲ့ပြန်တက်လာခဲ့ပါဦးခင်ဗျာအားလုံးပဲကျန်းမာပေးကင်းကြပါစေ thank you